ရောရှိအားလုံးပဲမိင်္ဂလာပါ။ကီစီကိုပါနေကြိုဆိုပါရစေ။ကဲဒီနေ့တော့ Tabies တွေအကြောင်းကိုပြောကြပါမယ်။ Tabies တွေအကြောင်းကိုပြောရမယ်ဆိုရင်သူတို့ရဲ့မူလအစတမန်းအကြောင်းကိုအရင်ရှင်းပြမှာပဲအဆင်ပြေပါလိမ့်မယ်။ဒါကတော့ Osuski တွေဖြစ်ကြတဲ့ Kakuya နဲ့ Ishiki တို့နှစ်ယောက်ဖြစ်ပြီး Osuski တွေရဲ့ရွယ်ချက်တစ်ခုဖြစ်တဲ့ Osuski ကတော့တပါးဖြစ်လာဖို့ရွယ်ချက်တွေရှိခဲ့ကြတဲ့လူတွေလည်းဖြစ်ပါတယ်။ Osuski Godaba ဖြစ်ဖို့ဆိုရင် Chakra Titi တွေကိုစာသုံးရမှာမျိုးဖြစ်ပြီး Chakra Titi တလုံးက planet တစ်ခုရဲ့အသက်စွမ်းအင်တွေကိုကိုးစားပြုပါတယ် planet တစ်ခုရဲ့သက်စွမ်းအင်တွေကိုစိုးယူနိုင်ဖို့ကော tree လို့ခေါ်တဲ့တစ်ပင်ကြီးတစ်ပင်ကိုစိုက်ပျိုးရပါတယ်။ဒီအပင်ကနေမှတစ်ဆင့် chakra အားလုံးကိုစိုးယူပြီးတည်တည်တလုံးကိုပြန်လည်မွေးဖွားပေးနိုင်ပါတယ်။ခကူရာကလူသားတယောက်နဲ့ချစ်ကြိုက်မိတဲ့နောက်ပိုင်းမှာအလူသားရဲ့ရဆက်မှုရဲ့ကိုပါခံစားလိုက်ရရှာပါတယ်။ဒါကြောင့် Osuski တယောက်ဖြစ်နေတဲ့ခကူရာက God tree စီက chakra တည်တည်ကိုစားတုံးပြီးကဘာကြီးကိုထိန်းချုပ်ခဲ့ပါတယ်။သူ့ယောက်ျားနဲ့အတူလူသားအများစုကိုလည်းအစုံမဲ့ skiomi နဲ့ထိန်းချုပ်ပြီးဇက်စုရဲ့အဖြစ်ပြောင်းလဲဖြစ်ခဲ့ပါတယ်။ ်ထေးပီးစွေကိုဖန်တီးမဲ့ပြဒနာကခက်ကူယာရဲ့ယောက်ျားကနေစခဲ့တယ်လို့ဆိုရပါမယ်ပါလို့ဆိုခကူရမာရဲ့အချိန်တုန်းကလူသားနဲ့ရတဲ့ကိုဝင်တစ်ခုရှိနေခဲ့ပြီးအဲ့ဒီကိုဝင်ကလည်းဖြစ်နေတော့ကလေးအမွားနှစ်ယောက်ကိုဖွားညင်နိုင်ခဲ့ပါတယ်။ဒီကလေးနှစ်ယောက်စလုံးကအဖေတူတဲ့သားလေးတွေဖြစ်ကြပြီးငင်းချမ်းရေးကိုပါဇက်ကနေမချတဲ့နှစ်ကောင်လည်းဖြစ်ပါတယ်။ပိုဆိုးသွားတာကတော့အဲ့ကလေးနှစ်ယောက်ကခကူရလိုမျိုးချကရီနဲ့မွေးဖွားလာတာကြောင့်အိုဆူစကီမျိုးနဲ့ဝင်နေဖြစ်နေခဲ့ကြပါတယ်။ ခကူရာကဒီကလေးနှစ်ယောက်စီကချာဂရာတွေကိုဆွယူခဲ့ပေမဲ့ပဋိသေဒီနဲ့အတူချာဂရာတတိကိုစားသုံးခဲ့တာဖြစ်လို့ကလေးနှစ်ယောက်စီကချာဂရာကိုပြန်လည်မဆွယူနိုင်ခဲ့ပါဘူး။ကဘာအကြီးကိုဆွယူဖြတ်စည်းခြင်းနဲ့ခကူရာကိုအဖေဖြစ်သူရဲ့သွေးရည်ပြားတဲ့သားနှစ်ယောက်ကဝိုင်းတားစီရင်ထန်သေးဆိုတဲ့ creature ကြီးတစ်ခုကိုဖန်တီးဖြစ်လာခဲ့ကြပါရယ်။နောက်ဆုံးမှာတော့ခကူရာရဲ့သားနှစ်ယောက်ကလာကိုဖန်တီးပြီးလာထဲမှာအမေဖြစ်သူကိုချိန်ပိတ်ထားနိုင်ခဲ့ကြပါရယ်။လာပေါ်မှာတော့ထန်ထေးရဲ့အခွန်ကိုတခါတည်းချိန်ပိတ်ထားခဲ့ကြပြီးတားတယောက်ကခက်ကူရာကိုစောက်ရှောက်ဖို့လာပေါ်ကိုပြောင်းရွှေ့နေတိုင်ခဲ့ပါရယ်။ ကြံတယောက်ကတော့ထန်တီရဲ့ချာဂရာရီကိုခန္ဓာကိုယ်နဲ့ပေါင်းဆက်ပြီးကပားရဲ့ပထမဆုံးဂျီဂျူရီကီတယောက်ဖြစ်လာခဲ့ပါတယ်။လာဘော်ကိုရောက်သွားတဲ့ဘဲရဲ့နာမည်ကဟာမူရာဖြစ်ပြီးဂျီဂျူရီကီဖြစ်သွားတဲ့ဘဲရဲ့နာမည်ကတော့ဟာဂိုရိုမိုပဲဖြစ်ပါတယ်။ဟာဂိုရိုမိုကတော့သူပိုင်ဆိုင်တဲ့ချာဂရာရီကိုအခြားလူသားတွေကိုမျှဝေပြီးစိတ်နှလုံးချင်းချိတ်ဆက်နိုင်ဖို့နင်ရှူလို့ခေါ်တဲ့နည်းပညာတစ်ခုကိုသင်ကြားပေးခဲ့ပါတယ်။နင်ရှူရီကရင်းချင်းနဲ့သက်ဆိုင်တဲ့အရာတွေကိုသာလှုပ်ဆောင်ကြပါတယ်။ဟာဂိုရိုမိုမှာလည်းအာရှူရာနဲ့အင်ဒရာလို့ခေါ်တဲ့သားနှစ်ယောက်ရှိလာခဲ့ပြီးအာရှူရာကဟာဂိုရိုမိုကိုအကြံတချို့ပေးခဲ့ပါတယ် ဟာကိုရမိုက creation of thing လို့ခေါ်တဲ့ဂျဆုတခုကိုအသုံးပြုပြီးအဲ့ဂျဆုနဲ့ဆိုအရာရာကိုပုံဖော်ဖန်တီးနိုင်ပါတယ်။ဒါကြောင့်ဟာကိုရမိုရဲ့ခန္ဓာကိုယ်ထဲမှာရှိနေတဲ့10ထည့်ရဲ့ chakra တွေကိုတာရဲ့ကိုးကောင်တွေနဲ့ခွဲခြားပြီးခန္ဓာရာကိုပြန်လည်ဆက်ခွန်နိုင်မယ့်နည်းလမ်းကိုတားဆီးဖို့အကြံပေးခဲ့ပါတယ်။ဟာကိုရမိုကလည်းကလေးနေရကလေးနေစမ်းပါလို့မပြောခဲ့ဘဲနဲ့တားဖြစ်သူရဲ့အချံကိုလက်ခံခဲ့ပြီးသူမတည်ဆုံးခင်မှာသေးဘစ်ကိုအကောင်ကိုချာကရာနဲ့ဖန်ပြီးခဲ့ပါတယ်။ creation of authenticity ဆိုတာကရင်းရဲ release ကိုအခြေခံပြီးတစ်ဖက်က site ကိုတစ်ဖက်ကရုပ်ပိုင်းဆိုင်ရာ form တစ်ခုတို့ကိုပေါင်းစပ်ပြီးအရာဝတ္ထုတစ်ခုကိုဖန်တီးနိုင်တဲ့ကျဆုတစ်ခုပဲဖြစ်ပါတယ်။ tables တွေကိုပြုလုပ်ခဲ့တဲ့ရည်ရွယ်ချက်ကခက်ခွေရကိုမဖန်တီးနိုင်ဖို့တစ်ခုတည်းအတွက်ရည်ရွယ်ထားတာမျိုးမဟုတ်ပဲလူသားတွေကိုကာကွယ်ဖို့စစ်ပွဲတွေကိုတားဆီးဖို့ငွေကြေးရေးကိုထိန်းသိမ်းချဖို့စတဲ့စတဲ့ရည်ရွယ်ချက်တွေပါဝင်နေခဲ့ပါတယ်။ NMS ဆီရီးထဲမှာဆိုရင်ဟာကိုရမိုရဲ့မျိုးဆက်သူတွေက TB3 ရဲ့ဖြစ်တည်ရာနေရာကိုကိုမှဖျားเจ้าတွေကိုတိစောက်ပေးခဲ့ပါတယ်။ သေးဘီစ်ကိုကောင်ကိုဟာကိုရိုမိုကကဘာနေရအနံမှာဆင်လို့ထားခဲ့တာမျိုးဖြစ်ပြီးဒီနေရာတွေမှာသေးဘီစ်တွေနားခုဖို့ဖျားเจ้าတွေကိုရည်ရွယ်ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။ဟာကိုရိုမိုကသေးဘီစ်တွေကိုဖန်တီးပြရတဲ့တပြိုင်နက်မင်းတို့တစ်ချိန်ချိန်ကျရဲ့ဒီနေရာမှာဒူတကွာပြန်လဲစူပောင်းပြီးတစုံတစ်ယောက်ကိုတိုက်ခိုက်ကြရလိမ့်မယ်။ဒီအတွက်လည်းဘာအကြောင်းပြချက်မှပေးစရာမရှိပေမဲ့မင်းတို့စိတ်ထဲမှာမင်းတို့ကိုစူးစီးနိုင်မယ့်လူဟာထိုက်တန်တဲ့တန်မာမှုတစ်ခုရှိနေခဲ့မယ်ဆိုရင်တော့အဲ့လူနဲ့အတူတူတိုက်ပွဲဝင်ပေးကြပါလို့တောင်းဆိုသွားခဲ့ပါတယ်။ ဟာဂိုရမိုမန်ရှင်ခဲ့တဲ့လူကတော့ series ရဲ့ main character ဖြစ်တဲ့နာဟူတိုပဲဖြစ်ပါတယ်။ဒါပေမဲ့ခေတ်ကာလတွေပြောင်းလဲလာတဲ့အခါမှာနာဟူတိုထက်အရှင်ဒီသေးဘီစွေကိုစူးစိနိုင်ခဲ့တဲ့လူတစ်ယောက်လည်းရှိခဲ့ပူပါတယ်။ဒီလူကတော့ဂေါ်ရရှီနိုဘီလို့တင်စားခေါ်ဝေါ်ကြတဲ့ဟာရှီရာမာပဲဖြစ်ပါတယ်။ဟာရှီရာမာကကြတော့သေးဘီစွေကိုပေါင်းစည်းခဲ့တာမျိုးမဟုတ်ဘဲငေးချမ်းရေးကန်လန်ချက်အတွက်ဖန်ဆီးခဲ့တာဖြစ်ပါတယ်။ ဟာရှိရမာကထန်တီရဲ့ဖြစ်တရားကိုထရီရဲ့အစရဲ့ပိုင်းတွေဖြစ်ကြတဲ့တသားပုံစံကိုအတော်ပြနိုင်ခဲ့ပြီးအဲ့တသားပုံစံကသေဘီချာကရာသို့မဟုတ်ထန်တီရဲ့ချာကရာတွေကိုဆုပ်ယူနိုင်ပါတယ်။ဒီလိုဆုပ်ယူနိုင်ခဲ့တာကြောင့်ဟာရှိရမာကသေဘီတွေကိုအလွယ်တကူစုဆောင်းနိုင်ခဲ့တာမျိုးဖြစ်ပါတယ်။ဒီသေဘီတွေကအမိနဲ့ပတ်သက်ပြီးသူတို့ရဲ့တန်မာမှုကိုခွဲခြားနိုင်တယ်လို့အကျယ်တဝင်းဖော်ပြထားတာကြောင့်တမီးကနေကိုမီအတီအစင်လိုက်ပြောပြပေးသွားပါမယ်။ရှူကာကူကအားအနေဆုံးသေဘီဆိုတာကိုတော့ကျွန်တော်ကလုံးဝလက်ပြမခံနိုင်ပါဘူး။ ပါရစောရှုခါကုစရာကနာတို့ခေတ်ကတဲ့ကဖော်ပြခံခဲ့ရတဲ့ TV's တကောင်ဖြစ်ပြီးနာတို့စီးရီးရဲ့အရေးပါတဲ့ခရိုက်တာတစ်ခုလည်းဖြစ်ပါတယ်။ Theoria ရရှုခါကုကိုအားအနေဆုံး TV's အဖြစ်သတ်မှတ်ထားတဲ့ဆိုပေမဲ့ Brother တို့တည်တဲ့အတိုင်းရှုခါကုထက်တောင်ပိုပြီး screen time နေပါခဲ့တဲ့ TV's တွေကအများကြီးရှိခဲ့တာပါ။အမှန်တရားတစ်ခုကတော့ခူရာမားဒီအခြား TV's တွေတက်ပိုပြီး powerful ဖြစ်တယ်ဆိုတဲ့အချက်ပါပဲ။ဒီတချီကိုရန်ကလည်းခူရာမားကိုနောက်ဆုံးကြမှာခဲရိုမာဆိုတဲ့ထည့်ရတာဟာအရင်ဆုံးထည့်မယ်ဆိုရင်ချာဂရာကအရင်များတာကြောင့်ပောက်ကွဲသွားနိုင်တယ်လို့ပြောခဲ့ပူပါတယ် ရှင့်မည်ဖြစ်တဲ့ GUP ကိုရိုင်းကလည်းခူရာမာနဲ့တိုက်ခိုက်မယ်ဆိုရင်သူကရှုံးနိုင်ရရှိကြောင်းပြောပြခဲ့ပါတယ်ဒါကြောင့်အမီကိုအကြောင်းပါတဲ့ခူရာမာကလည်းကျန်တဲ့အမီကောင်တွေရဲ့ capability တွေကတူညီနေတဲ့အနေအထားမှာရှိပါတယ်။ရှူကာကူအကြောင်းကလည်းစပြီးပြောရမယ်ဆိုရင်ရှူကာကူရဲ့ခန္ဓာကိုယ်ဖွဲ့စည်းတိစောက်ပုံက raccoon ခွေးပုံစံမျိုးဖြစ်ပါတယ်။ raccoon ဆိုတာက GODG တဲက rocket လိုမျိုးမျိုးစိတ်ကိုဆိုလိုတာဖြစ်ပါတယ်။ရှူကာကူကတော့ဟာဂိုရိုမိုရဲ့အမိန်အရာတဲခန္ဓာရာကြီးတစ်ခုကိုတာဝယ်ယူဆောက်ရှောက်ခဲ့ရပါတယ်။ ဒီတဲကနေရာကြီးထဲမှာပဲရှုခါကူအတွက်ဟာကိုရမိုးရဲ့မျိုးဆက်တွေကဖះเจ้าကြီးတခုကိုစောက်လုပ်ပေးခဲ့ပါတယ်။နောက်ပိုင်းမှာတော့အဲ့နေရာကြီးတခုလုံးကိုပထမမြောက်ခါဆဲခါခဲကစူးစီးပြီးဆူနာခါကူရဲ့အဖြစ်ပြောင်းလဲတည်ထောင်ခဲ့ပါတယ်။တဖြည်းဖြည်းနဲ့လေတိုင်းပြည်ကိုပါဆက်လက်တည်ထောင်လာနိုင်ခဲ့ပါတယ်။ရှုခါကုလိုမျိုးသေးပြီးစကောင်ရှိနေတဲ့နေရာမှာဘာကြောင့်ဆူနာခါကူရဲကိုတီထောင်နိုင်ခဲ့တာလဲဆိုတော့ရှုခါကုကိုပထမဆုံးခါဆဲခါခဲကသူ့ရဲ့လက်နဲ့ကိုယ်တိုင်ဖမ်းဆီးနိုင်ခဲ့တာကြောင့်ပါ ဒါပေမဲ့ပထမဆုံးခါစေခါခဲကလုံချန်ခံလိုက်ရတာကြောင့်ရှူခါခူရဲ့ availability တွေကိုတော့ကောင်းကောင်းအသုံးမချနိုင်ခဲ့ပါဘူး။ဒုတိယမြောက်ခါစေခါခဲရဲ့လက်ထက်မှာတော့ဆူနာခါခူရဲ့ဘက်ကဂျင်ဂျူရီကီကိုပါဖန်တီးလာနိုင်ခဲ့ပြီးပထမဆုံးရှူခါခူရဲ့ဂျင်ဂျူရီကီကတော့ဖုံးတော်ကြီးတစ်ပါးဖြစ်ခဲ့တာပါ။ဒီဖုံးတော်ကြီးရဲ့နာမည်ကတော့ဘွန်းဖူကူဖြစ်ပြီးတာမန်ဘဝနဲ့မနေထိုင်ရပဲအချုပ်ကြခံခဲ့ရပါတယ်။ဘွန်းဖူကူတယောက်ရှုခါခူရဲ့ဂျီဂျူရီကီဖြစ်သွားတာနဲ့တပြိုင်တည်းအခန်းကျဲတစ်ခုထဲမှာအချုပ်ခံလိုက်ရပြီးအဆောင်ပေါင်းများစွာကအတင်းထွက်လို့မရအောင်စောင့်ကြပ်ခဲ့ကြပါတယ်။ လူသားတွေအကုန်လုံးကလည်းရှုခါကုဆိုတာထေးပြီးစကောင်ဖြစ်တာကြောင့်အယံအန္တရာယ်များတယ်လို့ယူဆထားခဲ့ကြတာပါရှုခါကုကိုတည်ဆောင်ထားတဲ့ဘုန်းတော်ကြီးကလည်းအန္တရာယ်ပိုပြီးများနိုင်တယ်လို့ယူဆတာကြောင့်အကျဉ်းချထားလိုက်တာမျိုးဖြစ်ပါတယ်အစောပိုင်းမှာတော့ရှုခါကုနဲ့ဘုန်းတော်ကြီးတို့ရဲ့ဆက်ဆံရေးကလုံးဝအဆင်မပြေခဲ့ကြပေမဲ့ဘုန်းတော်ကြီးကအယံအေးချမ်းမှုရှိတာကြောင့်နောက်ပိုင်းမှာရှုခါကုနဲ့ရင်းနှီးတဲ့ဆက်ဆံရေးတခုရှိလာခဲ့ပါတယ်ဘုန်းတော်ကြီးရဲ့စကားတခုကရှုခါကုရဲ့မှတ်ဉာဏ်ထဲမှာစွဲနေအောင်မှတ်မိနေခဲ့ပါတယ် ဖုန်းတော်ကြီးပြောခဲ့တဲ့စကားကတော့ရှုခါခူးရဲ့နှလုံးသားနဲ့ထပ်တူကြတယ်လူသားတယောက်ကိုတချင်ချင်းကြရင်ရှာတွေးမှာပါဆိုတဲ့စကားဖြစ်ပြီးနောက်ဆုံးမှာတော့ဂါရာဆိုတဲ့စစ်မှန်တဲ့တငယ်ချင်းတယောက်ကိုရှုခါခူးတယောက်ရှာတွေးသွားခဲ့ပါတယ်ဖုန်းတော်ကြီးပြီးတဲ့နောက်မှာရှုခါခူးရဲ့ security ဖြစ်လာတဲ့လူကိုတော့မသိခဲ့ရပါဘူးဒါပေမဲ့၃ယောက်မြောက်ခါဆက်ခါခဲကရှုခါခူးရဲ့က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 ဲ့ဆွမ်းအားကိုလေးလာပြီးတဲတပ်မုတ်လေးကိုဖန်တီးနိုင်ခဲ့ပါတယ်တဲတံမုတ်ကိုဖန်တီးခဲ့တဲ့နေရာမှာအတုံးပြူခဲ့တဲ့က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 ဲ့ဆွမ်းအားကို magnet release လို့ခေါ်ဆိုပြီးအမုတ်တွေကိုထိန်းချုပ်နိုင်စွမ်းရှိပါတယ် ဂါရာရဲ့ line novel တစ်ခုဖြစ်တဲ့ဂါရာ hidden ထဲမှာဆိုရင်ဂါရာက magnet release down တဲ့ theory ကိုထိန်းချုပ်နိုင်တာမျိုးမဟုတ်ပဲဂါရာရဲ့မျိုးနွယ်စုကပိုင်ဆိုင်တဲ့ကဲ့ကဲ့ကန်ခိုင်စွမ်းအားချောင်းပါ theory ကိုထိန်းချုပ်နိုင်တယ်လို့ဖော်ပြပေးထားပါတယ်ရှူကာကူရဲ့ကဲ့ကဲ့ကန်ခိုင်စွမ်းအားကတော့ဂါရာရဲ့ theory ကိုရွေးရှားနိုင်အောင်ကူညီပံ့ပိုးပေးခဲ့ပြီးမျိုးနွယ်စုရဲ့စွမ်းအားက theory ရဲ့အလေးချိန်ကိုတိုးမြင့်ပေးနိုင်စွမ်းရှိပါတယ်ဂါရာတယောက်ရှူကာကူမရှိတော့တာတောင်တဲရီကိုထိန်းချုပ်နိုင်တယ်ဆိုတာကရှူကာကူရဲ့ချာဂရီကဂါရာရဲ့ခန္ဓာကိုယ်ထဲမှာဆက်လက်စီးဆင်းနေသေးတယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ် ရှူကာကူကသူ့ကိုထိန်းချုပ်ထားတဲ့ဂျီဂျူရီကီရဲ့စိတ်ကိုအိပ်ပျော်သွားတဲ့အချိန်မှာပြန်လည်ထိန်းချုပ်နိုင်စမ်းရှိပါတယ်။ဂါရာမှာအဲဆက်ချင်းဆိုတာမရှိခဲ့တာကြောင့်မျက်ကွင်းတွေဟာအမြဲတမ်းမဲနေကြရတာမျိုးဖြစ်ပါတယ်။ဂါရာအိပ်ပျော်သွားပြီဆိုတာနဲ့တပြိုင်နက်ရှူကာကူကပဲဂါရာကိုလိုတလိုထိန်းချုပ်ပြီးအရှာရာကိုဖျက်ဆီးဖို့ကြိုးစားလိရှိပါတယ်။ရှူကာကူကအခြားသေးပြီးဆိုလိုမျိုးဘီဂျူတာမာကိုပြစ်လွတ်ဖန်တီးနိုင်စမ်းရှိပါတယ်။မတူတာတစ်ခုကတော့ရှုခါကူရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုတဲရင်နဲ့ပဲဖွဲ့စည်းထားတာမျိုးဖြစ်ပြီးခန္ဓာကိုယ်အစိယပိုင်းတွေကိုဖျက်တောက်ခံရမယ်ဆိုရင်တော့အခြားသေးပြီးဆိုလိုမျိုးမဟုတ်ပဲပြန်လဲဖန်တီးနိုင်စွာရှိပါတယ် ရှုခကုကဂါရလိုမျိုးတဲရဲ့အလဲချင်းကိုထင်းချုပ်ပြီးသူ့ခန္ဓာကိုယ်ရဲ့ခုခံနိုင်စွမ်းကိုတိုးမြင့်နိုင်စွမ်းရှိပါတယ်။ရှုခကုရဲ့ခန္ဓာကိုယ်ကဆူဆာနုရဲ့ဓာတ်ကိုတောင်ခုခံထားနိုင်စွမ်းရှိခဲ့ပူပါတယ်။ရှုခကုက defensive ပိုင်းမှာတင်မဟုတ်ဘဲ JB ကျစုတွေမှာပါကျွမ်းကျင်ပိုင်နိုင်မှုရှိပါတယ်။ Desert Layer Imperial Funeral Sea လို့ခေါ်တဲ့ JB ကျစုဆိုရင်ဆူဆာနုကြီးတစ်ကောင်ကိုတောင် JB နိုင်စွမ်းရှိပါတယ်။ဂါရရဲ့ Grandson Marcelian Sea ဆိုရာကလည်းရှုခကုရဲ့ JB ကျစုကိုအခြေခံပြီးဖန်တီးထားတာဖြစ်ပါတယ်။ ရှူကာကူကမြေကြီးအပြင် လေးပုံစံကိုပါကျွမ်းကျင်ပိုင်နိုင်ပြီး Firebolt စုလိုမျိုးလေးပေါ်လုံးကြီးတစ်ခုကိုပါထုတ်လွှင့်နိုင်စွမ်းရှိပါတယ်။လူရန်နီပါတိတ်ပြီးတတိမထားမိနိုင်တာကတော့ရှူကာကူရဲ့ခန္ဓာကိုယ်မှာအမှတ်သားထားတဲ့အပြာရောင်အမှတ်သားတွေဖြစ်ပြီးအဲ့အမှတ်သားတွေကချိန်စာအမှတ်သားတွေပဲဖြစ်ပါတယ်။နောက်ဒုတိယရှူကာကူရဲ့အမှတ်သားတွေနဲ့အတူတူမာဂျူရာရဲ့လင်ဖိုကလုံးတစ်ခုကိုချိန်ပိတ်ထားနိုင်ခဲ့တာကိုလည်းအားလုံးတတိထားမိကြမှာပါ။ဒါကြောင့်ရှူကာကူကအခြားသေးပြီးဆွေထဲဆိုင်ရင်ဂျေးပိနေတဲ့ဂျစ်စုတွေကိုပို့ပြီးတော့ကျွမ်းကျင်မှုရှိနေခဲ့ပါတယ်။ ဒီဗီဒီယိုရဲ့နောက်ထပ် TVs တကောင်ကတော့မာထာထာပြီးပဲဖြစ်ပါတယ်မာထာထာပြီးကလည်းခြားတော့ TVs လိုမျိုးဟာကိုရိုမိုရဲ့ဖန်တီးခြင်းကိုခံရပြီးရဲ့နောက်မှာနေရာတစ်ခုကိုကာကွယ်ဖို့အတွက်စီလူချင်းခံခဲ့ရပါတယ်မာထာထာပြီးကာကွယ်ရတဲ့နေရာကတော့ဝါယုံတော်တစ်ခုပဲဖြစ်ပါတယ်ဝါယုံတော်ဆိုပေမဲ့အဲ့နေရာမှာရှွန်တော်တွေမြက်တွေအများကြီးကိုပေါက်ရောက်နေကြတာပေါ့ပြောရမယ်ဆိုရင်မာထာထာပြီးတယောက်ရှွန်တော်ကြီးတစ်ခုကိုစောင့်ရှောက်ကာကွယ်နေရတယ်လို့လည်းဆိုနိုင်ပါတယ် တီတီကြကြမသိရတဲ့ဒဏ္ဍာရီလားအချက်လက်တွေအရဆိုရင်မာထတာဘီကရွှန်တော်နဲ့အနီးနေရာမှာရှိတဲ့လူတွေကိုတရားအဖြစ်ပြောင်းလဲပြစ်ခဲ့တယ်လို့လည်းသိထားရပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာတော့မာထတာဘီကိုဟာရှီရာမာကဖန်စီဘီလျက်စီတိုင်းဘီကိုပြန်လဲရောင်းချခဲ့ပါတယ်။မာထတာဘီက For the True လို့ခေါ်တဲ့လျက်စီတိုင်းဘီကကုတကုထဲမှာအချိန်တော်တော်ကြာတဲ့အထိနေထိုင်ခဲ့ရပါတယ်။မာထတာဘီနဲ့ဂီယူကီတို့ကအချိန်တော်တော်ကြာတဲ့အထိအတူတူရှိနေနိုင်ခဲ့ကြပါတယ်။ ဂျင်ဂျူရီကီဆိုတဲ့နီးပညာတစ်ခုတိုးတက်လာတဲ့အချိန်မှာတော့မာတာတာဘီကယူကီတိုလို့ခေါ်တဲ့အမျိုးသမီးရှိလို့ပြီးတယောက်ရဲ့ခန္ဓာကိုယ်ထဲမှာပြောင်းလဲနေထိုင်ခဲ့ရပါတယ်။ယူကီတိုကနာအိုထိုလောက်တော့မဟုတ်ပေမဲ့အသက်နှစ်နှစ်အရွယ်မှာကတည်းကမာတာတာဘီကိုချိန်ပေးခဲ့ရတာကြောင့်တော်တော်လေးငယ်တဲ့ဂျင်ဂျူရီကီတယောက်ဖြစ်ခဲ့ပါတယ်။မာတာတာဘီရဲ့စိတ်ပိုင်းဆိုင်ရာခံစားချက်တွေကရှုခန်းကူနဲ့မတူကွဲပြားပါတယ်။ရှုခါကူကကြတော့ငယ်ဆုံးဖြစ်တာကြောင့်ကလေးဆန်နဲ့ရှိုင်းနဲ့စိတ်မရှိဘူးစတဲ့ personality ရရှိတယ်ဆိုပေမဲ့ matterdabi ကတော့စန့်ကျင်ပန်းအနေနဲ့ယဉ်ကျေးတဲ့စာနာတတ်တဲ့အပြန်အလှန်လေးစားမှုရှိတယ်ဆိုတဲ့ personality တွေကိုပိုင်ဆိုင်ထားခဲ့ပါတယ်။ matterdabi ရဲ့ဖွဲ့စည်းတည်ဆောက်ပုံအသေးစိတ်ကိုသုံးသပ်ကြည့်ရမယ်ဆိုရင်ဂျပန်နိုင်ငံရဲ့ရိုးရာ mythology ထဲမှာပါဝင်တဲ့ kasha ဆိုတဲ့တရဝါကိုအဓိက explain ယူပြီးဖန်တီးထားတာဖြစ်ပါတယ်။ kasha ဆိုတာကလည်းသူ့ရဲ့ခန္ဓာကိုယ်နဲ့အမိမာမီးတွေလောင်ကျွမ်းနေတဲ့ e4 တရဝါတစ်ကောင်ပဲဖြစ်ပါတယ်။ ဒါအပြင်နေကိုစရာကလည်းအမီနှချောင်းပါတဲ့ spiritual ကြောင့်တော့ဖြစ်ပြီးဂျပန်ရိုးရာ mythology creature တစ်ခုပဲဖြစ်ပါတယ်။ကျွန်တော်အမြင်ကတော့မာတတာဘီကိုဒီ creature နှစ်ခုကိုပေါင်းစပ်ပြီးဖန်တီးထားတယ်လို့မြင်မိပါတယ်။မတ်တာဘီကတော့ထုံးစံအတိုင်းအခြားသေးပြီးဆွေလိုမျိုးဘီဂျူတာမာတခုကိုဖန်တီးနိုင်ပြီးမီးဘော်လုံးကြီးတခုကိုလည်းပြည့်လွတ်နိုင်ပါတယ်။မတ်တာဘီကကြောင်တကောင်ရဲ့ ability တခုဖြစ်တဲ့လင်းမြန်မှုကအခြားသေးပြီးဆွေထပ်ပူပါတယ်။မတ်တာဘီကသေးပြီးဆွေရဲမှာဆိုရင်အများဆုံးသေးပြီးတကောင်ဆိုရင်လည်းမမှားပါဘူး။ ဒီနေ့ဗီဒီယိုရဲ့နောက်ထပ်ကြန့်ရှိနေသေးတဲ့ TVs ကတော့၃မိဖြစ်တဲ့ Isobu ပဲဖြစ်ပါတယ်။ Isobu ကလည်းအားလုံးသိကြတဲ့အတိုင်း Hakurumo ရဲ့ဖန်တီးခြင်းကိုခံရပြီးတဲ့နောက်မှာ Mew အရှမ်းထူတဲ့ရေကန်ကြီးတစ်ခုကိုစောက်ရှောက်ကာကွယ်ဖို့ပို့ဆောင်ခြင်းကိုခံခဲ့ရပါတယ်။ဒီရေကန်ကြီးကနောက်ပိုင်းမှာ Hidden Miss Village ဆိုတဲ့ရွာကြီးတစ်ရွာဖြစ်လာခဲ့တာပေါ့။ဒီလိုဖြစ်လာပြီးတိတ်မကြခင်မှာပဲ Isobu ကို Hashirama ကဖန်စီပြီး Mew နင်းဖုံးရွာကိုပြန်လည်ရောက်စားခဲ့ပါတယ်။ ဟာရှူလာမာကအီဆိုဘူတကောင်တဲကိုပဲရောင်းစားခဲ့တာမျိုးမဟုတ်ဘဲဖိုင်ခဲလို့ခေါ်တဲ့6မျိုးကိုပါမြူနီဖုံရွာစီပြန်လဲရောင်းစားခဲ့တာဖြစ်ပါတယ်။ဆိုင်ခဲဆိုရာကပတ်တိတကောင်ဖြစ်ပေမဲ့အဟောစရာကောင်းစွာနဲ့အမြင့်ကြီးတွေပါရှိနေခဲ့ပါတယ်။အီဆိုဘူကအခြားသေးဘီဆွေနဲ့လုံးဝလုံးဝမတူညီပဲလူသားတွေကိုအယံကြောက်တတ်တဲ့သေးဘီတကောင်ပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းအီဆိုဘူတယောက်ရင်စီမှာပိတ်လောင်ခံခဲ့ရပြီးရင်ကအီဆိုဘူရဲ့ပထမဆုံးဂျီဂျီရီတီတယောက်ဖြစ်လာခဲ့ပါဗျ။ရင်ဆိုရာကတော့ခက်ခါရှိနေတဲ့အိုဘီထိုရိုရဲ့စကွတ်မိတ်တယောက်ပဲဖြစ်ပါတယ်။ ဝေကခုနုဟာရရှိလိုပြီးတယောက်ဖြစ်နေခဲ့ပေမဲ့ဘာကြောင့်မြင်းနေဖုံးရွာရဲ့ဂျီဂျူရီကီတယောက်ဖြစ်နေခဲ့ရတာလဲဆိုပြီးမေးစရာဖြစ်လာပါတယ်။မြင်းနေဖုံးရွာကိုမာထရာကနှစ်ပေါင်းများစွာထိန်းချုပ်ထားတာမျိုးဖြစ်ပြီးခုနုဟာကရင်ကိုဖန်ဆီးပြီးအီဆိုဘူကိုချိန်ပေးခဲ့တာမျိုးဖြစ်ပါတယ်။အီဆိုဘူကိုမာထရာရဲ့ထိန်းချုပ်မှုနဲ့မြင်းနေဖုံးရွာဘက်ကချိန်ပေးပြီးခုနုဟာကိုပြန်လဲပို့ဆောင်ပေးခဲ့တာလည်းဖြစ်ပါတယ်။ရင်ကိုအသုံးချပြီးမာထရာကခုနုဟာကိုဖျက်ဆီးခြင်းခဲ့တာဖြစ်ပါတယ်။ရင်းစရာကလည်းစမဖြစ်တဲ့မယ်ရီကန်နင်ဂျာတယောက်ဖြစ်တာကြောင့်မာဂျရာရဲ့အကြံအစီတွေကိုကြိုတင်သိရှိခဲ့ရပါတယ် ဒါကြောင့်လည်းရင်တယောက်ခက်ခါရှိအဆုံးသက်ခြင်းကိုခံလိုက်တာဖြစ်ပါတယ်။ဖြစ်စဉ်တော့အဲ့ဒီနေရာမှာ Obito လက်ရှိနေခဲ့ပြီးခကရှိရော Obito ယောဂမန်ကယ်ကျိုကိုစီကိုနိုးထနိုင်ခဲ့ကြပါတယ်။ရင်သေဆုံးသွားတာကြောင့် Isobu ကလည်းသေဆုံးသွားခဲ့ပါတယ်။တကယ်တမ်းကျတော့ Thebes တွေဆိုတာက Chakra ကနေဖန်တီးထားတဲ့အရာတွေခတာကြောင့်သေဆုံးသွားရတဲ့ Chakra အဖြစ်ပြန်လဲပြောင်းလဲနိုင်ဆုံးရှိပါတယ်။ Thebes ဆိုရအနေနဲ့သေဆုံးသွားတဲ့အခါမှာ Chakra အဖြစ်ပြောင်းလဲပြီးအဲ့ Chakra ကနေပါတစ်ဆင့်သူတို့ကိုသူတို့ပြန်လဲမွေးဖွားနိုင်ဆုံးရှိကြပါတယ်။ ချာကရာရီအကုန်လုံးကတနေရာစီကိုပြန်နေရောက်ရှိနေမယ်ဆိုရင်တောင်းအချင်းချင်းပြန်လဲပေါင်းဆက်ပြီးခန္ဓာကိုယ်ဖောင်တစ်ခုကိုဖန်တီးနိုင်ပါတယ်။ဒါကြောင့်ထေဘီဆိုင်ကချာကရာရီပဲဖြစ်ပါတယ်။ပြန်လဲဖြစ်တည်လာတဲ့အီဆိုဘူကိုတော့ယာကူရာကဖန်စီပြီးသူ့ရဲ့ခန္ဓာကိုယ်ထဲမှာထိပိတ်ခဲ့ပါတယ်။ဒါကြောင့်ယာကူရာက၄ယောက်မြောက်မီဆူခါခဲ့အပြင်အီဆိုဘူရဲ့ဒုတိယမြောက်ဂျင်ဂျူရူတီတယောက်လည်းဖြစ်လာခဲ့ပါတယ်။တို့ပေမဲ့ယာကူရာကိုအိုဘီထိုကဂန်ဂျစ်ဆုနဲ့ထိန်းချုပ်ထားတာကြောင့် perfect jujuriki တယောက်လိုမျိုး thebis avalati တွေကိုကောင်းကောင်းမွန်မွန်အသုံးပြုနိုင်ခဲ့ပါတယ် ။ဤဆိုဘူးကခြားသေးပြီဆိုရင်မလုံဆောင်နိုင်တဲ့ affiliate တွေကိုလည်းလုံဆောင်နိုင်ခဲ့ပါတယ်။ဥပမာတန်တာကြောင့်တစ်ခုကိုရန်သူရဲ့ခန္ဓာကိုယ်မှာကြီးထွားအောင်အထည်ပြုလုပ်နိုင်ခဲ့ပြီးအဲ့လူကိုထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။အီဆိုဘူကထေးပြီးဆိုရဲမှာဆိုရင်အများဆုံးရေကူးနိုင်တဲ့အမီကောင်တစ်ကောင်ဖြစ်ပြီးရှင်မီးထက်တောင်ပို့ပြီးတော့မြန်ပါတယ်။အီဆိုဘူကထူးခြားတဲ့မြူတွေကိုထုတ်လုပ်နိုင်ပြီးအဲ့မြူတွေကလည်းရန်သူတွေရဲ့စိတ်ပန်းဆိုင်ရာကိုထိုးဖောက်ဖျက်ဆီးနိုင်စွမ်းရှိပါတယ်။စိတ်ပန်းဆိုင်ရာကိုချိုးဖျက်နိုင်တဲ့အကြောင်းရန်သူရဲ့ကိုခံအားကိုပါအလွယ်တကူကြားဆင်းအောင်လှုံ့ဆော်နိုင်ပါတယ်။ အစ္စဘူကသူ့ရဲ့ခန္ဓာကိုယ်ကိုအာခီမီချီမျိုးနွယ်စုရဲ့အတိုင်းလှိမ့်နိုင်ပြီးတော့ပြစ်မှတ်တွေကိုခီတိရောက်ရောက်ဖျက်ဆီးပစ်နိုင်ပါတယ်။အစ္စဘူရဲ့အသားအရေကလည်းတော်တော်လေးမာကျော်မှုရှိတာကြောင့်ရောလှိမ့်နိုင်တဲ့နှုတ်ထားကလည်းအယမ်းမြန်တာချောင်းပါပြစ်မှတ်ကိုတတရရဖျက်ဆီးပစ်နိုင်ပါတယ်။အကျဉ်းဆုံးသော offensive တစ်ခုလို့ဆိုနိုင်ပေမဲ့အားနည်းချက်တစ်ခုကတော့အစ္စဘူရဲ့မျက်လုံးတွေကအယမ်းအားနည်းမှုရှိပါတယ်။ဖန်ဖက်တခုကတော့အီဆိုဘူကသူ့ရဲ့နေလုံးတွေကိုအရှမ်းတံပိုးထားတာကြောင့်တဖန်မဟုတ်တဖက်ကိုအမြဲတမ်းမှိတ်ထားလိရှိရဲဆိုတဲ့အချက်ပါ ပိုပြီးစိတ်ဝင်စားဖို့ကောင်းတဲ့အချက်ကတော့အီဆိုဘူးကလူတယောက်ကိုဖြစ်စေတရဝါတကောင်ကောင်ကိုဖြစ်စေစားသုံးလိုက်မယ်ဆိုရင်အီဆိုဘူးရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့အီဆိုဘူးအသေးစားလေးတွေကအဲ့အစာကိုပြန်လဲစားသုံးဖို့ကြိုးစားကြပါတယ်။ဒါဟာအီဆိုဘူးရဲ့အစာခြေဖျက်မှုစနစ်တစ်ခုဖြစ်ပြီးအီဆိုဘူးစားတဲ့အစာတိုင်းကိုအဲ့ရဲ့ကောင်လေးတွေကပြန်လဲခြေဖျက်ပေးကြပါတယ်။ဒါအပြင်အီဆိုဘူးကစပေးတိုင်းနေခြင်းစုကိုပါအတုပြုနိုင်ခဲ့ပြီးခါကူရလိုမျိုးဒမန်ရှင်တစ်ခုနဲ့တစ်ခုချာကိုခီးသွားနိုင်တယ်လို့ကိုအီဆိုဘူးကခီးသွားနိုင်စံရှိနေခဲ့တာပါ။ ။ဤဆိုဘူးကရေကန်ကြီးထဲမှာပဲအမြဲနေထိုင်နေတာမျိုးမဟုတ်ပဲဖော်တဲ့တခုကိုဖွင့်ပြီးအခြား dimension တခုထဲမှာလည်းသွားပြီးတော့ပုံနေတတ်ပါတယ်။အစ်စဘူကမီဒီကဲဗီယန်တကောင်ဖြစ်နေတာကြောင့်ရေပုံစံကိုလဲကျွမ်းကျွမ်းကျင်ကျင်အတုပြုနိုင်ပါတယ်။နောက်ထပ်ရေပုံစံကိုကျွမ်းကျွမ်းကျင်ကျင်အတုပြုနိုင်ခဲ့တဲ့ Thebis ကတော့ Son Goku ဖြစ်ပြီးအမီလေးကျောင်းပါဝင်တဲ့ Thebis တကောင်ပဲဖြစ်ပါတယ်။ Son Goku ဆိုတာကလည်း Hagoromo ကိုတိုင်ဖန်တီးထားတဲ့ creature တကောင်ဖြစ်ပြီးကြောက်တုံးတွေအများကြီးတရှိနေတဲ့နေရာတစ်ခုကိုစောက်ရှောက်ခဲ့ရပါတယ်။နောက်ပိုင်းမှာတော့အဲ့နေရာကမြေတိုင်းပြည်အဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ ဒါကြောင့်ဆွန်ကိုကူတယောက်ရေလိုင်းကူတစ်ခုစီကိုပြောင်းရွှေ့နေထိုင်ခဲ့ပြီးအဲ့နေရာမှာမြောက်ပရင်ဖြစ်သွားခဲ့ပါသေးတယ်။ Dragon Ball ကဂိုကူနဲ့တယောက်မတော်တော်ကြီးတဲကဆွန်ဟုခုံလိုကိုပေါင်းဆက်ဖန်တီးထားတဲ့တရဝါကြီးတစ်ကောင်ဖြစ်ပြီးနောက်ပိုင်းမှာတော့ Hashirama ရဲ့ဖန်စီခြင်းကိုခံခဲ့ရပါတယ်။ Hashirama ကလည်းဆွန်ကိုကူကိုကြောက်တုံးရွာဘက်ကိုပြန်လဲရောင်းချခဲ့ပြီးကြောက်တုံးရွာဘက်က Roshi လို့ခေါ်တဲ့လူတယောက်ကို Jujutsu အဖြစ်ရွေးချယ်ခဲ့ပါတယ်။ရိုရှိဆူရာကလည်း Dragon Ball တွေက inspiration တစ်ခုဖြစ်ပြီးတကယ်ဆိုအီဆိုဘူရဲ့ Jujutsu ရဲ့နေရာနဲ့တောင်ပို့ပြီးတော့လိုက်ဖန်နေခဲ့ပါသေးတယ်။ ဆိုကူကူကနာအိုထိုနဲ့ဟာကိုရိုဘိုတို့ကလွင်ရဲ့ channel လူသားတွေကိုတော်တော်လေးအမြင်မချီတဲ့ Thebis တကောင်ပဲဖြစ်ပါတယ်။ဒါပေမဲ့ဆိုကူကူကအခြား Thebis တွေအပေါ်မှာတော့တော်တော်လေးလေးစားမှုရှိပါတယ်။ရောက်တွေဆိုတာလူသားတွေဒီပါစမဖြစ်တာကြောင့်ဆွန်ခုကူရဲ့ဆုံးဖြတ်နိုင်စံတွေကလည်းအခြားသေးပြီးတွေထပ်ပို့ပြီးတော့အဆင်မြင်နေခဲ့ပါတယ်။ဖက်ဂျီတာကိုရိုင်းကလည်းအရန်ကြီးမားတဲ့မြောက်ကြီးအသွင်ကိုပြောင်းလဲနိုင်ခဲ့တာကြောင့်ဆွန်ခုကူကလည်း Dragon Ball ကနေဆင်းသက်လာတဲ့နောက်ထပ် character တစ်ခုပဲဖြစ်ပါတယ်။ဆွန်ခုကူအနေနဲ့ မီးနဲ့မြေပေါက်ဆက်ရာကနေရရှိလာတဲ့လာဗာပုံစံကိုအတုံးပြူနိုင်ပြီးရန်သူတွေကိုပြစ်လွတ်နိုင်စွမ်းရှိပါတယ်။ဆိုကူကူကအခြားသေးပြီးဆွေတန်းစာရင်ထိုင်ကျစုကိုတော်တော်လေးကျွမ်းကျင်ပိုင်နိုင်တဲ့ဘီးရင်တကောင်ပဲဖြစ်ပါတယ်။ရိုပိုင်းဆိုင်ရာတမမှုကိုကြည်ပြန်ခြင်းနဲ့အကျဉ်းဆုံးထေးပြီးဆွေတဲ့ကတကောက်ဖြစ်တဲ့ဂယူကီကိုတောင်ကင်ပေါက်နိုင်ခဲ့တာကြောင့်တော်တော်ကျန်းတဲ့အထင်မှာပါပါတယ်။ဆောဂိုဂူအနေနဲ့မိတော်တွေကိုတောင်ဖန်တီးနိုင်ခဲ့ပြီး NMM ဟုတ်တဲ့ Live Novel ထဲမှာဆိုရင်အစင်းရောက်လေးစားတန်တစ်ခုကိုပါဆောဂိုဂူရဲ့ပတ်ဆက်ကနေပြစ်လွတ်နိုင်ခဲ့ပါတယ်။ ဒီနေ့ဗီဒီယိုရဲ့နောက်ထပ် Thebis ကတော့ခခုကိုဖြစ်ပြီးအမိငါးချောင်းပါဝင်တဲ့ Thebis တကောင်ပဲဖြစ်ပါတယ်။ Hagoromo အနေနဲ့ခခုကိုဖန်တီးပြီးအရန်ထုထက်တဲ့တစ်တော်တစ်ခုကိုဆောင်းရှာဖို့အတွက်တာဝန်ပေးရခဲ့ပါတယ်။ဒီတစ်တော်ကြီးကတစ်တော်ကြီးအတိုင်းဆက်လက်တည်ရှိနေခဲ့ပြီးရွာတရွာတော့ဖြစ်မလာခဲ့ပါဘူး။ဒီတောင်းကြီးတဲ့ကို Hashirama တယောက်ရောက်လာခဲ့ပြီးခခုကိုဖန်စီကကြောက်တုံးရွာကိုရောင်းစားခဲ့ပါတယ်။ခခုအကထေးပြီးဆိုတဲ့မှာဆိုရင်လူကြီးလူကောင်းအဆန်ဆုံးထေးပြီးသကောင်ဖြစ်ပြီးစကားပြောတာကအစအရန်ရှေးဆန်တာကိုတွေ့ခဲ့ရပါတယ် နောက်ပြီးတော့ခူကူကိုကချားလူရဲ့ထိချုပ်တာကိုလည်းမနစ်သက်တဲ့ Thebes တကောင်ပဲဖြစ်ပါတယ်။ဒါကြောင့်ခူကူကနာဟူတိုဆွင့်ခေါ်ခဲ့တဲ့အချိန်မှလည်းရှောင်မလာခဲ့ပါဘူး။ထိုနည်းတူစွာခူကူကအိုဘီတိုရဲ့ထိချုပ်မှုကနေလွတ်မြောက်လာနိုင်ခဲ့တဲ့တကောင်တဲတော်အမိကောင်ဖြစ်နေတာကြောင့်တော်တော်လေးကို powerful ဖြစ်ပါတယ်။ဘီဂျူတာမာရီထဲမှာခူကူရဲ့ဘီဂျူတာမာကတော်တော်လေးတိကျတဲ့ဘီဂျူတာမာတစ်ခုဖြစ်ခဲ့တာပါ။ဒါအပြင်ခူကူကပြည်ပြည်ခွေးတက်တဲ့နေရာမှာလည်းသူ့မတူအောင်တော်တော်လေးတော်တဲ့ Thebes တကောင်ဖြစ်ခဲ့တာပါ။ ကူကီလိုအင်အားကြီးမားတဲ့အမေကောင်ကိုတောင်ခူကီကိုကရအောင်တွန်းနိုင်ခဲ့တာဖြစ်ပါတယ်။ခူကီကိုအကျွမ်းကျင်ဆုံးအရာကတော့ viral release ဖြစ်ပြီးမိနဲ့ရေပေါင်းစခြင်းကနေရရှိလာတဲ့ကဲ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 စွမ်းတစ်မျိုးပဲဖြစ်ပါတယ်။နောက်ဆို series ထဲမှာဆိုရင် viral release ကိုခူကီအပြင်၅ရောက်မဲ့မီဆူကာကင်မေကာတာချူချူရီကီမဖြစ်ပဲအသုံးပြုနိုင်ခဲ့တာဖြစ်ပါတယ်။ယေဆူမတ်အထိရောက်ရှိအောင် chakra နဲ့အပူချိန်ကိုတိုးမြင့်လိုက်တဲ့သဘောမျိုးဖြစ်ပြီး၅မိရဲ့ချူချူရီကီတိုင်ကဒီ availability ကိုအသုံးပြုနိုင်ခဲ့ကြပါတယ်။ ဒီ buyer release ကဘယ်လောက်အထိရေးပါတယ်လဲဆိုတာကိုကျွန်တော်တို့ Borodo series ရဲ့အပိုင်း230ခုမှာသိခဲ့ရပါတယ်။ဘာလို့ဆို buyer release ကိုကျွမ်းကျင်ပိုင်နိုင်ထားမယ်ဆိုရင် Chakra ရဲ့အပူချိန်ကိုတိုးမြင့်ပြီး Barrier Mode ကိုအသုံးပြုနိုင်စွမ်းရှိပါတယ်။နောက်ထူကတော့သူ့ရဲ့ Chakra နဲ့ Kurama ရဲ့ Chakra ကို support တဲ့ဒီပေါက်ဆက်ပြီးသူ့ရဲ့ရုပ်ပိုင်းဆိုင်ရာစွာကိုတိုးမြင့်ခဲ့ပါတယ်။ငါမိရဲ့ Digiriki ဖြစ်တဲ့ Hand ကလည်းဒီ Validity ကို Video Level မဟုတ်ပေမဲ့ရေနွေး Level လောက်အထိအသုံးပြုနိုင်ခဲ့ပြီးနောက်ထူရဲ့ KCN Version ကိုတောင်ရုပ်ပိုင်းဆိုင်ရာစွာနဲ့တိုက်ခိုက်နိုင်ခဲ့ပါတယ်။ Wireless အသုံးပြုနေတဲ့လူတယောက်ရဲ့ဘိုင်းဆိုင်ရာစွာကလည်း video mode နဲ့ 8K တို့လောက် powerful မဖြစ်ပေမဲ့တော်တော်လေးကိုကြမ်းတဲ့အထည်မှာဖော်ပါရယ်။နောက်ထိုးရဲ့ video mode နဲ့ mic ခန်းရဲ့ 8K ဆိုတာကအလုံးသီးချားတဲ့အတိုင်းတစ်ချိန်တစ်ခါသာအသုံးပြုနိုင်တဲ့ availability rate ဖြစ်ပြီး Wireless နဲ့ရုပ်ပိုင်းဆိုင်ရာကိုတိုးမြင့်တဲ့နည်းလမ်းကတော့နေတိုင်းလူလူကိုအသုံးပြုနိုင်ပါရယ်။ဒီနေ့ video ရဲ့နောက်ထပ် TV's တကောင်ကတော့စိုင်ခန်ဖြစ်ပြီး AMI ရဲ့နေနဲ့6ချောင်းပါဝင်ပါရယ်။ Hagoromo ကတော့စိုင်ခန်ကိုဆွတ်ဆွတ်တဲ့လှိုင်းကူတစ်ခုကိုကာကွယ်ဖို့အတွက်ပို့ဆောင်ခဲ့တာမျိုးဖြစ်ပါရယ်။ ဘာလို့ဆိုစိုက်ခန်းဆိုတာအရန်ကြီးမာတဲ့ပက်ကြီးတကောင်ဖြစ်ပြီးဒီလိုပက်ကြီးတကောင်ကိုဆူဆွတ်တဲ့လိုင်ကူတစ်ခုစီပို့ဆောင်ခဲ့တာကမှန်ကန်တဲ့ဆုံးဖြတ်ချက်တစ်ခုပဲဖြစ်ပါတယ်။နောက်ထပ်စီရီတဲမှာပက်ကြီးအနေနဲ့စိုက်ခန်းအပြင်လေဒီခက်ဆူယူကလည်းပါရှိနေပါသေးတယ်။ဒါပေမဲ့စိုက်ခန်းရဲ့ပုံစံကပို့ပြီးဆူဆွတ်တဲ့ဘက်ကိုသွားပါတယ်။ဆိုင်ခန်ရဲ့ဂျီဂျူရီကီကတော့ဥထားခါထားဖြစ်ပြီးဘသူကမှဆိုင်ခန်ရဲ့ဂျီဂျူရီကီမဖြစ်ချင်ခဲ့ကြပါဘူး။ဆိုင်ခန်ရဲ့ personality ကတော်တော်ကြီးကျန်တဲ့ရက်ဆက်တဲ့ဘက်ကိုသွားထားတာကြောင့်ဥထားခါထားဆိုရင်သူ့ရဲ့ဆရာကိုတောင်းပြန်လဲရှင်းလင်းခဲ့တာမျိုးပါ။ ဒါကြောင့်ဆိုင်ခန်ကတော်တော်ရက်ဆက်ခဲ့တဲ့ TV's တကောင်ဖြစ်ခဲ့ပါဗါးလေဒီခတ်ဆူယူတို့နဲ့မတူတဲ့အချက်ကဆိုင်ခန်ကပတ်တိတကောင်ဖြစ်နေပေမဲ့တွားတွားစရာမလိုပဲလမ်းလျှောက်နိုင်ပါတယ်ဘာလို့ဆိုဆိုင်ခန်မှာခြေတော်တွေပါရှိနေတာကြောင့်ပါဆိုင်ခန်အနေနဲ့ဘီဂျူတာမာကိုလည်းဖန်တီးနိုင်တယ်လို့ပြစ်ချွဲချွဲအရေတွေကိုလည်းထုတ်လုပ်နိုင်ပါတယ်ဒီအရေတွေက acid type ဖြစ်တာကြောင့်အရာရာကိုအရေပြောင်းဝင်သွားအောင်အထိလုံဆောင်နိုင်ပါတယ်ပတ်တိတကောင်ဖြစ်နေတဲ့ဆိုပေမဲ့ဆိုင်ခန်ရဲ့ durability ကတော်တော်ကျန်းတဲ့အထယ်မှာပါပါတယ် ဒါအပြင်သူ့ရဲ့ပါဇက်ကနေကြီချွဲချွဲအရေးတွေကိုထုတ်လုပ်ပြီးရန်သူတွေကိုဖမ်းဆီးနိုင်ပါသေးတယ်။စိုက်ခန်အတွက်ပြနိုင်ခဲ့တာကလည်းဒီလိုပြချွဲချွဲအရေးတွေကိုသာဖြစ်ပြီးတော်တော်လေးလေး powerful ဖြစ်ခဲ့ပါတယ်။ NMS series ထဲမှာတော့စိုက်ခန်ကစက်ပြပူပေါင်းတွေကိုနေဂျစ်စုအနေနဲ့ဖမ်းနိုင်ခဲ့ပါတယ်။ဒီဆက်ပြပူပေါင်းတွေကရန်သူတွေကိုထိန်းချုပ်တာတိုက်ခိုက်တာအပြင်ကိုမှကိုကိုကိုပြန်လဲကာကွယ်တာတွေကိုပါလှုပ်ဆောင်နိုင်စွမ်းရှိပါတယ်။ဒီဗီဒီယိုရဲ့နောက်ထပ်သေးပြီးစက်ကောင်ကတော့ခုနှစ်မီဖြစ်တဲ့ချိုမဲကြီးပဲဖြစ်ပါတယ်။ ချိုမဲရဲ့ဂျင်ဂျူရီကီကသာရှီနိုဖြစ်ခဲ့မယ်ဆိုရင်တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းကင်မှာပါချိုမဲကအမီခွန်းချောင်းဆိုတာထက်တောင်မဲခွန်းခုပါတဲ့ပိုးကောင်တစ်ကောင်ဖြစ်ပြီးရင်ကြီးတွေအများကြီးရှိတဲ့တောအုပ်တစ်ခုကိုစောက်ရှောက်ခဲ့ရပါတယ်ထူးခြားမှုတစ်ခုကတော့ချိုမဲတယောက်အခြားထေးပြီးဆိုလိုမျိုးအခြားရွာတွေကိုသွားစရာမလိုအပ်ခဲ့ပါဘူးဘာလို့ဆိုဟာရှီရာမားအနေနဲ့ချိုမဲကအမြင့်ကိုပြန်တန်းနိုင်စွမ်းရှိနေတာကြောင့်အချိန်ကြာကြာထိန်းချုပ်မထားနိုင်ခဲ့ပါဘူးဒါဆိုရင်ချိုမေကသူတာဝန်ယူရတဲ့တောအုပ်ကိုပဲဆက်လက်စောင့်ရှောက်ခဲ့လာဆိုတော့လည်းမစောင့်ရှောက်ခဲ့ပါဘူး ချိုမေတယောက်ရေတကွန်တိုင်းပြည်ဘက်ကိုပြန်တန်းသွားခဲ့ပြီးရေတကွန်တိုင်းပြည်ကချိုမေကိုဖမ်းဆီးနိုင်ခဲ့ကြပါတယ်။ရေတကွန်တိုင်းပြည်ဆိုတာကအခြားတိုင်းပြည်တွေထက်စာရင်လူသိနေတဲ့တိုင်းပြည်တစ်ခုဖြစ်ပြီးဘာကြောင့်ထေဘီစ်တကောင်ကိုဖမ်းဆီးနိုင်ခဲ့ကြတာလဲဆိုတာကလည်းအရန်ကိုမှစိတ်ဝင်စားစရာကောင်းပါတယ်။ရေတကွန်တိုင်းပြည်ကိုလူသိနေကြပေမဲ့ရေတကွန်တိုင်းပြည်မှာနေထိုင်ကြတဲ့ရှင်နိုဘီတွေကတော်တော်လေးကို powerful ဖြစ်ကြပါတယ်။ဒီထဲမှာဖူဆိုတဲ့ကောင်မလေးကတော့ချိုမေရဲ့ပထမဆုံးချီချူရီကီတယောက်ဖြစ်လာခဲ့ပါတယ်။ ချိုမဲကသူ့ရဲ့အမိရဲ့ရေအတွက်ကိုအရန်ကုန်ယူလေးရှိပြီး7ဆိုတဲ့အရာကကံကောင်းခြင်းဖြစ်တယ်လို့လည်းယူဆထားခဲ့ပါတယ်။ချိုမဲမှာအမိတစ်ချောင်းနဲ့အတူတောင်မန်6ဖက်ပါရှိပြီးကြံပုံစံနောက်ရှိထိုးပိုးကောင်တဲ့စင်တူမှုရှိပါတယ်။ချုံမဲရက်တောင်မန်တွေနဲ့ရိုက်ခတ်လိုက်တဲ့အခါအမုံတချို့ထွက်လာပြီးအဲ့အမုံတွေကရန်သူရဲ့ vision ကိုဖျက်ဆီးပစ်နိုင်ပါတယ်။အခြားခေးပြီးဆိုတဲ့ပူပြီးကြံတဲ့အရာတခုကတော့ချုံမဲကပြန်တန်းနိုင်စွမ်းရှိပါတယ်။ ခိုးခိုးဆိုတာအစင်းမြေချာကရာခိုးယူနိုင်တဲ့ကျဆူတွေကိုကာကွယ်နိုင်တဲ့ကျဆူတစ်ခုဖြစ်ပြီးဂျီရိုဘိုဆိုရင်လည်းကျဆူတစ်ခုနဲ့ရန်သူရဲ့ချာကရာတွေကိုခိုးယူခဲ့ပူပါတယ်။ဒါကြောင့်ချိုမေကပိုးရင်တစ်ခုကိုဖန်တီးပြီးချာကရာခိုးယူမှုကိုတားဆီးနိုင်ပါတယ်။ချာကရာခိုးယူမှုဆိုလို့နာဟုတ်စီးရီယာချာကရာခိုးယူအခမ်းအနားဆုံးခရိုက်တာကတော့ခီလာဘီဖြစ်ပြီးဂယူကီရဲ့ဂျီဂျူရီကီတယောက်လည်းဖြစ်ပါတယ်။ဂယူကီဆိုရာကဟာကူရမိုဖန်တီးထားတဲ့အမည်ရှိဆောင်ပါဝင်တဲ့ထေဘီစ်တကောင်ဖြစ်ပြီးတောင်နှန်းတွေရှိတဲ့နေရာတစ်ခုကိုစောင့်ရှောက်ကာကွယ်ခဲ့ရပါတယ်။ ဒီနေရာကတော့နောက်ပိုင်းမှာလျှက်စီးတိုင်းပြည်အဖြစ်ပြောင်းလဲသွားခဲ့ပါတယ်ဒီနယ်မြေကြီးကအခြေကြီးဖြစ်ပြီးဂီယူကီနယ်မှာထပ်ထားပြီးတော့အချင်းတော်ကြာတဲ့အထိစောင့်ရှောက်ကာကွယ်ခဲ့ရပါတယ်။ဂီယူကီနယ်လျက်စီတိုင်းပြည်တို့ဟာရှေလျားထွေဖြားတဲ့ပုံမြင်တွေရှိခဲ့ကြပြီးဒီထဲကတကူကတော့ကင်ကာဂရိုညီကိုနှစ်ယောက်နဲ့ပါဆက်လန်းတွေရှိခဲ့ပူပါတယ်။ကင်ကာဂရိုညီကိုနှစ်ယောက်ကခူရာမရဲ့အသားတွေကိုစားသုံးပြီးခူရာမရဲ့ချာကရာကိုရရှိလာတာကြောင့်ဂီယူကီရဲ့အသားကိုပါဆက်လက်စားသုံးဖို့ကြိုးစားခဲ့ကြပါတယ်။ဂီယူကီကဂျင်ဂျူရီကီနယ်ပေါင်းဆက်ရအခက်ခဲဆုံးသေးပြီးစက်ကောင်လည်းဖြစ်ပါတယ်။ ကယူကီရဲ့ပထမဆုံးဂျီဂျူရီကီဖြစ်ခဲ့တဲ့ဘလူးဘီဆိုရင်လည်းကယူကီကိုအပြေအဝါထိချုပ်မသွားနိုင်ခဲ့ပါဘူး။ဒါကြောင့်လည်းကယူကီကဘလူးဘီရဲ့ခနာကိုကိုချိုးဖောက်ပြီးတိမ်ပုံးစွာရဲ့အဆောက်အုံတဝက်လောက်ကိုဖျက်ဆီးပစ်နိုင်ခဲ့ပါတယ်။ဖြစ်ချင်တော့အဲ့ရဲ့ချိန်မှာတိမ်ပုံးစွာကိုအုပ်စိုးနေတာကတတိယမြောက်ရိုင်းခါကအေဖြစ်ပြီးအင်စရာကလည်းအရန်ကျန်တဲ့ရှီနိုဘီတယောက်ဖြစ်ခဲ့တာပါ။ကယူကီရဲ့ဖူးဖောင်ကြီးကိုတော့သူမောက်ကိုမောက်ရင်ဆိုင်တက်ခိုက်နိုင်ခဲ့တာဖြစ်ပါတယ်။တိမ်ပုံးရွာမှာတော့ကယူကီနဲ့ရင်ဆိုင်နိုင်တဲ့ရှီနိုဘီကတတိယမြောက်ပဲရှိတာမျိုးတော့လည်းမဟုတ်ပါဘူး။ စလုထားမြောက်ရိုင်းခခဲ့အေးဆိုရင်လည်း QP ရဲ့ချူတစ်ဖက်ကိုဖျက်တောက်နိုင်ခဲ့ပြီးတော်တော်လေးလေးပြင်းထန်ခဲ့ပါတယ်။ Blue Bee အနေနဲ့ဘာကြောင့် QP ကိုမထိန်းချုပ်နိုင်ခဲ့တာလဲဆိုတော့ Orochimaru က Blue Bee ကိုကန်ကျစုစေးလုံးတွေကိုတိုက်ကျွေးထားတာကြောင့်ပါ။ Defect က Mega ခံလို့မဟုတ်တဲ့အတွက်ကြောင့်အများကြီးတော့မရှင်းပြတော့ပါဘူး။ကီလာဘီယာတန်၅နှစ်အရွယ်မှာတော့ကူကီကိုပြောင်းလဲချိန်ပိတ်ခဲ့ပြီးချိန်ပိတ်တဲ့နေရာမှာလဲအိုင်အွန်စီကိုအတုပြခဲ့တာကြောင့်ကူကီနဲ့ကီလာဘီတို့ရဲ့ဆက်ဆံရေးကတော်တော်လေးကိုကောင်းမွန်လာခဲ့ပါတယ် ခလာဗီတယောက်နှစ်ပေါင်းများစွာကြာတဲ့အထိ follow through လို့ခေါ်တဲ့ရေတခွန်ထဲမှာ QQ နဲ့လေ့ကျင့်ပြီးတဲ့နောက်မှာတော့ခိုင်မြဲတဲ့တငယ်ချင်းဆက်ဆက်ရေးတခုကိုဖန်တီးနိုင်ခဲ့ပါတယ်။ QQ ကခလာဗီကြောင့်မလာခင်အချိန်ဒီလူသားတွေကိုအရှံမုတ်တီခဲ့ပြီးဘသူနဲ့မှလည်းအဆင်မပြေခဲ့ပါဘူး။ QQ ကလူသားတွေကိုပဲကြီးမရတာမဟုတ်ပဲခူရာမားကိုပါအမြင်မကြည့်ရှာပါဘူး။ဘာလို့ဆိုခူရာမားကသေးပြီးဆွေထဲမှာအကျန်းဆုံးသေးပြီးစက်ကောင်ဖြစ်နေတာကြောင့် QQ ကလုံးဝအမြင်မကြည့်ခဲ့ပါဘူး။ ဂူကီကခူရာမာကိုအမြဲတမ်းမနာလို့ဖြစ်နေခဲ့တာကြောင့်စွာရီဟာအမီးအရေတွင်လည်းလုံးဝမသက်ဆိုင်ဘူးလို့လည်းဖေဖေငင်းခဲ့ရှာပါတယ်။ခီဆာမဲနဲ့ခူရာမာတို့ကိုယ်တိုင်ကလည်းဂူကီကဒုတိယအကြမ်းဆုံးသေးဘီစ်တကောင်လို့သတ်မှတ်ခဲ့ကြပါတယ်။စစ်ပွဲကာလအတွင်းမှာဆိုရင်ဂူကီကသေးဘီစ်နှစ်ကောင်လုံးကိုတောင်တပြိုင်တည်းအနိုင်ယူခဲ့တာမျိုးဖြစ်ပါတယ်။ဂူကီရဲ့အမည်သို့မဟုတ်ရှေပွဲလက်ကြီးတွေကတော်တော်လေးဒက်ဖန်အားကောင်းပြီးဘီဂျူတာမာနဲ့အမတ်ထရာဆုကိုတောင်ကာကွယ်ထားနိုင်ခဲ့ပါတယ်။ ကျူကီကအခြားထေးပြီးစေလိုမျိုးဘီဂျူတာမာကိုဖန်တီးနိုင်တယ်ဆိုပေမဲ့ပိုပီချန်နာကသူဖန်တီးလိုက်တဲ့ဘီဂျူတာမာရဲ့ပြင်အားကိုသူကိုယ်တိုင်တိုးမြင့်နိုင်စွမ်းရှိပါတယ်။ဒီပြင်အားကထန်ထေးဖန်တီးတဲ့ဘီဂျူတာမာထက်တောင်ပိုပြီးတော့အာပြင်းနေခဲ့တာပါ။ဒါအပြင်ကျူကီကရေပွဲတကောင်ဖြစ်တာကြောင့်မှင်တွေကိုထုတ်နိုင်ပြီးရန်သူတွေရဲ့ vision ကိုဖျက်ဆီးနိုင်ပါတယ်။ပင်ကိုဘွားတစ်ခုကိုပါဖန်တီးနိုင်ပြီးအဲ့မှင်ကိုဘွားကရန်သူတွေကိုချေပိတ်နိုင်တာကြောင့်ဆိုင်ရသုံးပြတဲ့ ability နဲ့ဆင်တူမှုရှိပါတယ်။ဒီနေ့ဗီဒီယိုရဲ့နောက်ဆုံးချန်ရှိနေတဲ့ Thebes ကတော့ကျွန်တော်တို့အားလုံးရဲ့အချစ်တော်ကြီးခူရာမာပဲဖြစ်ပါတယ်။ ခရမားကိုထိန်းချုပ်ခဲ့ကြတဲ့ဂျီဂျီရီကီကိုကျွန်တော်တို့စီးပွားတစ်လျှောက်လုံးမှာစုစုပေါင်း၃ယောက်အထိတွေ့ခဲ့ကြရပါတယ်။အဲ့လူတွေကတော့မီထိုကူရှိနာနဲ့နာအူထူတို့၃ယောက်ပဲဖြစ်ပါတယ်။ထူးဆန်းတာတစ်ခုကတော့ဒီလူ၃ယောက်စလုံးကအူဇူမာကီမျိုးနွယ်စုဝင်တွေဖြစ်ပြီးမျိုးနွယ်စုအလိုက်ကိုဂျီဂျီရီကီတွေဖြစ်ခဲ့ကြရတာပါ။ဒါကြောင့်ဟာရှူရာမားကိုရင်ကပဲခရမားရဲ့ဂျီဂျီရီကီကိုအူဇူမာကီမျိုးနွယ်စုဝင်တွေကိုပဲရွေးချယ်ခဲ့တာလားဆိုပြီးမေးခွန်းထုတ်เสียရှိပါတယ်။ဟာဂိုရမိုကခရမားကိုဖန်တီပြီးတောအုပ်တွေတောင်နှက်တွေရှိတဲ့နေရာတစ်ခုကိုစောင့်ရှောက်ကာကွယ်ဖို့စေလွှတ်လိုက်ပါတယ်။ နောက်ပိုင်းမှာတော့ခူရာမာစောင်းရှောက်ကာကွယ်နေရတဲ့ဒေသဟာမီတိုင်းပြည်ကြီးတစ်ခုဖြစ်လာခဲ့ပါတယ်။ခူရာမာကတော့တောင်းနဲ့တောင်နဲ့တွေကိုဆက်လက်ကာကွယ်နေခဲ့တဲ့ဆိုပေမဲ့ခူရာမာကိုလူသားတွေကဖမ်းဆီးထိန်းချုပ်ဖို့အတွက်ကြိုးစားလာခဲ့ကြပါတယ်။ပထမဆုံးကြိုးစားခဲ့ကြတဲ့လူတွေကတော့ကင်ကာကူနဲ့ကင်ကာဂရိုညီကိုနေရာဖြစ်ပြီးအဆင်မပြေတဲ့အပြင်ခူရာမာရဲ့ဝါမျိုးချင်းကိုခံခဲ့ရပါတယ်။ဒါပေမဲ့ကင်ကာကူနဲ့ကင်ကာဂရိုညီကိုနေရာကခူရာမာရဲ့အသားတွေကိုစားသုံးပြီးဘိုက်ထဲမှာတပတ်နှစ်ပတ်လောက်အထိအသက်ရှင်သန်နေထိုင်ခဲ့ကြပါတယ် ခရမယတာရိဆိုရာချာကရာနဲ့ဖန်တီးထားတာဖြစ်လို့ချာကရာကိုစားသုံးလိုက်တဲ့ကင်ကာကူရိုညီကိုနှစ်ယောက်ကခရမရဲ့တစိုက်တပိုင်းချီချူရီကီရေဖြစ်လာခဲ့ကြပါတယ်။နောက်ပိုင်းမှာတော့မာဂျူရာကခရမကိုဂန်ဂျဆုနဲ့ထဲချုပ်ပြီးဟာရှူရာမကိုတိုက်ခတ်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုမှာဟာရှူရာမအနေနဲ့သူ့ရဲ့အဆုံးစွန်သောတစ်သားပုံစံတွေကိုအသုံးပြုပြီးခရမရဲ့ချာကရာတွေကိုဆုပ်ယူနိုင်ခဲ့တာကြောင့်မာဂျူရာကရှုံးနိမ့်သွားခဲ့ရပါတယ်။ဒီဘက်ထဲဖြစ်ခဲ့တဲ့နေရာကိုအစိုးသက်တောင်းချလို့ခေါ်ဆိုခဲ့ပြီးအစိုးသက်တောင်းချမှဖြစ်ပျက်ခဲ့တဲ့ဘက်ထဲပြီးဆုံးသွားတဲ့နောက်မှာဟာရှူရာမကအတိတ်တရားတစ်ခုရရှိသွားခဲ့ပါတယ်။ ်ဦးချီဟာရီကသူ့ရဲ့ကိုပိုင်ကဲတဆူနဲ့ဟေးဘီစ်တွေကိုထိန်းချုပ်နိုင်တာကြောင့်ဂျေဘိတ်တင်းစီထားဖို့လိုအပ်ကြောင်းစဉ်းစားမိခဲ့ပါတယ်။ဒါကြောင့်ခူရာမားကိုမီထိုရဲ့ခန္ဓာကိုယ်ထဲမှာဂျေဘိတ်ထားခဲ့တာဖြစ်ပါတယ်။မီထိုကဟာရှီရာမားလိုမျိုးမဟုတ်ဘဲပထမနဲ့ဒုတိယရှင်နိုဘီစစ်ပွဲရဲ့အက်တီဗာဆက်လက်ရှင်တန်နေခဲ့ပြီးအသက်80လောက်အထိနေထိုင်သွားခဲ့ရပါတယ်။ဟာရှူရာမားနဲ့မီထိုတို့မှာကလေးရှိခဲ့လားမရှိခဲ့ဘူးလားဆိုတာကိုတော့မသိလိုက်ရပါပဲ။မီးလိုသတ်မှတ်ထားတဲ့စုနာတွေကတော့ရှိနေခဲ့ပါသေးတယ်။ မီထိုကခူရာမနဲ့အတူတူနေထိုင်လာခဲ့ရတာကြောင့်ခူရာမရဲ့အမုန်းတရားတွေကိုဖြေလျှော့ပေးနိုင်မဲ့ကုရှိနာကိုဂျဂျူရီကီအဖြစ်ရွေးချယ်ခဲ့ပါတယ်။မီထိုမှာကလေးရှိခဲ့တဲ့ဆိုတဲ့အချက်ကိုမဖော်ပြခဲ့ပေမဲ့ကုရှိနာမှာတော့နာအူထူလို့ခေါ်တဲ့ကလေးတစ်ယောက်ရှိလာခဲ့ပါတယ်။ဟီရိုဇန်ကိုရိုင်းကလည်းသူ့ရဲ့အမျိုးသမီးနဲ့ကုရှိနာရဲ့မိဖွားမှုကိုကူညီပေးခဲ့ပေမဲ့အိုမီထိုကခူရာမားကိုကုရှိနာရဲ့ခန္ဓာကိုယ်ထဲကနေဆွဲထုတ်ပြီးကန်ဂျီဆုနဲ့ထင်းချိုကခိုနိုဟာကိုတိုက်ခိုက်ခဲ့ပြန်ပါတယ်။မီနာချိုကအိုမီထိုကိုဖြည့်ဆင်းပြီးခူရာမားကိုနှစ်ပိုင်းခွဲကချိန်ပေးခဲ့ပါတယ်။ ်ခရမရဲ့ကောင်းတဲ့ပချမ်းကိုတော့သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ river တက်စီကိုအသုံးပြုပြီးချိန်ပိတ်ခဲ့ပါတယ်။ဂျန်နက်ဒါဆိုင်ကိုတော့ eight triangle ceiling တစုကိုအသုံးပြုပြီးတာဖြစ်သူနာဟုထိုရဲ့ခန္ဓာကိုယ်ထဲမှာချိန်ပိတ်ခဲ့ပါတယ်။ကောင်းတဲ့ပချံကိုမီနာထိုကဘာလို့ယူဆောင်သွားခဲ့ရတာလဲဆိုတော့ River Taxi ဆိုတာဂျေဘိတ်ခဏရတဲ့ဝိညာဉ်အချင်းချင်းထာဝရတိုက်ခိုက်နေရတဲ့ပုံတစ်ခုဖြစ်တာကြောင့်ကောင်းတဲ့ပချံကိုယူဆောင်သွားခဲ့တဲ့သဘောမျိုးဖြစ်ပါတယ်။ခူရာမာကအမီးတွေအများကြီးရှိနေလို့ကြမ်းနေတယ်ဆိုပေမဲ့ Smart လည်းဖြစ်ပါတယ်။ဘာလို့ဆိုနာဟုထိုကို Chakra ရေးကျွေးပြီး Ceiling ကျစုကိုအားနေအောင်လှုပ်ဆောင်နေခဲ့တာကြောင့်ပါ။ အဲဒိုဗာရှင်နဲ့အတူမီနာတို့တယောက်ပြန်လဲရှင်တန်လာတဲ့အချိန်မှာတော့သူ့ရဲ့ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ကူရာမာရဲ့ chakra တဝက်ကိုနာဟုထူရဲ့ခန္ဓာကိုယ်ထဲကိုပြန်လဲပေါင်းစည်းထည့်ပေးနိုင်ခဲ့ပါတယ်။ကူရာမာဆိုတာဂျပန်နိုင်ငံရဲ့ရိုးရာခရီးစာတစ်ခုဖြစ်တဲ့အမီကိုချောင်းပါဝင်တဲ့မြေခွေးကို expire ယူပြီးပြန်လဲဖန်တီးထားတာမျိုးဖြစ်ပါတယ်။အနာမဲ့သမိုင်းကြောင်းမှာတော့ Pokemon ကပထမဆုံးအသုံးပြုထားခဲ့တယ်လို့လည်းသိရပါတယ်။နာဟုထူနဲ့ကူရာမာတို့အသုံးပြုခဲ့တဲ့ video mode အကြောင်းကိုလည်း video တစ်ခုနဲ့တည်တဲ့ရှင်းပြပေးထားပြီးပြီဖြစ်လို့မကြည့်ရသေးဘူးဆိုရင်သွားပြီးတော့ကြည့်လို့ရပါတယ်။ ခရမကမီးပုံစံနဲ့လေပုံစံနှမျိုးကို အသုံးပြုနိုင်ပါတယ်။ထန်ထီရဲ့အကြောင်းကိုတော့အစောပိုင်းမှာရှင်းပြထားခဲ့ပြီးဆိုပေမဲ့အနည်းငယ်ဆက်ပြီးရှင်းပြရမယ်ဆိုရင်ထန်ထီကနတ်ဘုရားသစ်ပင်ရဲ့အစီပဲဖြစ်ပါတယ်။ထန်ထီကကဘာပေါ်မှာရှိတဲ့အရှာရာတိုင်းကိုဖျက်ဆီးပစ်နိုင်ကြောင်းသိထားရပါတယ်။ဘာလို့ဆိုထန်ထီရဲ့ဂျီဂျူရီကီတွေကလည်းအစုံမရှိတဲ့ chakra တွေကိုအသုံးပြုနေနိုင်ကြောင်းပါ။ထန်ထီကဂယုကီရဲ့ဘီဂျူတာမာကိုတော့အလွယ်တကူဖျက်ဆီးပစ်နိုင်ခဲ့တာဖြစ်ပါတယ်။ထန်ထီကဂေါ်ထရီရဲ့အစီအပိုင်းတစ်ခုဖြစ်တာကြောင့်တစ်သားပုံစံကိကေကန်ခိုင်စွာကိုအသုံးပြုနိုင်စွမ်းရှိပါတယ်။ ဒါကြောင့် Tabis ရဲ့ chakra တွေကိုပါဆုပ်ယူနိုင်စွမ်းရှိနေပါတယ်။ဒါအပြင် Tattoo ကြီးက Infinite Skyomi ကိုပါဖန်တီးနိုင်ခဲ့ပြီးတစ်ခါပါလုံးကိုကဲကျစုထဲမှာပိတ်လောင်ထားနိုင်ခဲ့ပါတယ်။ကဲဒီနေ့ကတော့တမီကနေ10မီအထိအစင်လိုက်လေးပြောပြပေးသွားခဲ့တာဖြစ်ပါတယ်။အော်ဒါနဲ့ brother တို့အနေနဲ့ anime recap တွေကိုကျွန်တော်ရဲ့ hidden student ဆိုတဲ့ channel လေးမှာတွားရောက်ကြည့်ရှုအားပေးနိုင်ပါတယ်။ channel link လေးကိုတော့ဒီ video ရဲ့ description မှာဖော်ပြပေးထားပါမယ်။ ီနေ့အတွက်တော့ဒီလောက်ပါပဲကြည့်ရှုအားပေးခဲ့ကြတဲ့တယောက်ချစ်စီတိုင်းကိုအရင်ချစ်ပါတယ်အပွားပါမနေ့ပြန်ကြရင်နောက်ထပ်ဗီဒီယိုအသစ်တစ်ပုဒ်နဲ့တူပြန်တွေ့ကြတာပေါ့အားလုံးပဲဘိုင်ဘိုင်